ားလုံးပဲမင်္ဂလာပါဓမ္မမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်မြင်းမြူးကကင်းဝေးကြပါစေကျွန်တော် TikTok မသုံးတာလဲနည်းနည်းကြာသွားပြီပေါ့နော်အခုဓမ္မမိတ်ဆွေတွေကိုအတိပေးစရာလေးရှိလို့ပေါ့သတိပေးစရာလေးပေါ့အတိပေးစရာဆိုတာလေသတိပေးစရာလေးပေါ့အခုကျွန်တော်တို့ဝါရင်း၃လကုံတော့မယ်ပေါ့နော် ဝါရင်း၃လကုန်တော့မယ်ဥပုပ်၁ရက်ပဲကြံတော့တယ်ပေါ့အခုလာမယ့်အောက်တိုဘာလ6ရက်နေ့ဆိုလို့ရှိရင်တရင်ကျော်တရင်ကျော်ပြီးလို့ညတကောင်ကျော်ပြီးတော့ဝါရင်း၃လအဋိဌံဝင်တဲ့သူတွေဆိုလို့ရှိရင်ညတကောင်ကျော်ပြီးတော့အရုံတက်ပြီးလို့ရှိရင်ဝါရင်း၃လအဋိဌံပြည့်ပြီပေါ့နော်အခုလာမယ့်တနင်္ဂနွေနေ့ စက်တဘာလ28ရက်နေ့ကနေစပြီးတော့ရေတွက်လို့ရှိရင်အောက်တိုဘာ6ရက်နေ့အထိဆိုလို့ရှိရင်9ရက်ရှိပါတယ်။ဝါရင်3လမှာအဋိဌံဝင်ကျင်ပြီးတော့အခုချိန်ထိအဋိဌံမဝင်ပြစ်သေးတဲ့သူတွေအတွက်9ရက်အဋိဌံဝင်မယ်ဆိုလို့ရှိရင်အခုလာမဲ့တနင်္ဂနွေနေ့ကစပြီးတော့တရင်ကျလာပြီနေ့အထိ အော်တိုဘာလ6ရက်နေ့ထိဒိဋ္ဌံ9ရက်ဝင်လို့ရရပါသေးတယ်ကျွန်တော်အခုရိုက်နေတဲ့အချိန်မှာဒါတောက်ကြနေပေါ့နော်မနက်ဖြန်တပတ်ခါဆိုစပြီးတော့ဒိဋ္ဌံဝင်လို့ရတာပေါ့နော်ကျွန်တော်ဒီဗီဒီယိုကိုဒီနေ့ညသို့မဟုတ်စနေနေ့မနက်တော့ကျွန်တော်တင်ပြမှာပါအဲ့တော့9ရက်ဒိဋ္ဌံမှာတကယ်ထိရိယာကိုလှုပ်ချင်လို့ရှိရင် ဥပုသီလာကိုကိုယ့်ရဲ့စောက်တည်ပြီးတော့အဲ့မှာဝစီကံသီလာ၄ပါးကိုပါထိမှုအတွက်ကျွန်တော်တိုက်တွန်းနေတာပေါ့နော်အဲ့ဒီတည်းပို့လို့ရှိရင်အသာစားသုံးမှုကိုရှောင်ပြီးတော့အတက်တက်လို့ကိုယ့်ရဲ့စားမယ်ပြီးတော့ဝစီကံသီလာ၄ပါးကိုလည်းထိမ့်သိမ့်မယ်ဝစီကံသီလာ၄ပါးဆိုတာ၅ပါးသီလာထဲမှာပါပိတာဖြစ်တယ်မူတာဝါဒါ ထုတ်တာဝါစာတန်ဖတ်ပလာဝါဝါစာပိတုနာဝါစာကျန်တဲ့နဲ့ဆဲရတဲ့စကားအကျိုးမရှိတဲ့စကားလူများကိုဂုံးချော့တဲ့စကားဒီစကားတွေမပြောဘူးပေါ့နော်ဒုက္ခရောက်ဂုံးတိုက်တဲ့စကားတွေအဲ့ဒါကိုပါစောင့်ထိန်ပြီးတော့ကျင့်ကြံအထောက်မဲ့ဆိုလို့ရှိရင်ဒီကိုရက်လေးပြင်မဲ့ထိတိရရောက်လုံနိုင်ကြမှာပါပြီးတော့ထိတိရအောင်လေကုသိုလ်တွေရကြမှာပါနော် အဲ့တော့အသားစားသုံးမှုကိုရှောင်မယ်ဝစီကံသီလ၄ပါးစောင့်ထိန်မယ်အဲ့ဒီအပြင်၈ပါးသောဥပုသီလကိုစောင့်ထိန်မယ်မေတ္တာဘာဝနာပွားများမယ်အဲ့ဒါဆိုလို့ရှိရင်တော်တော်ကြီးကိုအကျိုးတူးရရှိမှာပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်ဒိဋ္ဌံပြည့်တဲ့အချိန်ကြလို့ရှိရင်တိုင်တဲသစ္စာဆိုပေါ့နော်ပြီးတော့နောက်တစ်ခုကအခုနောက်ပိုင်းကာလတွေမှာ ကျွန်တော်တို့အသားငါးစားသုံးမှုကအလွန်အကျူးတွေဖြစ်လာကြတာပေါ့နော်အထူးသဖြင့်ထိုင်းတို့ဒီမြေအနောက်တိုင်းနိုင်ငံတွေတရုတ်ပြည်ဒီလိုနေရာတွေမှာအသားတွေကိုအသားစိမ်း၅စိမ်းနေစားတယ်ပြီးတော့အရှင်လက်လက်တွေကိုရှင်နေတဲ့ထက်ပြုတ်ပြီးတော့သူများတက်တွေကိုသတ်စားကြတယ်ဟိုတနေ့ကဆိုလို့ရှိရင်ကျွန်တော်ရေကြီးတာဘယ်နိုင်ငံလဲတော့ကျွန်တော်မသိဘူးဖိလစ်ပိုင်လား ဖိလစ်ပိုင်ထိုင်ဝမ်အဲ့လိုမျိုးပေါ့နော်အခုရေကြီးတဲ့ရေကြီးတဲ့နိုင်ငံတနိုင်ငံဖြစ်မှာပေါ့အဲ့ဒါရေဘေးဒုက္ခရောက်နေရတဲ့ကြားထဲမှာသူတို့မျိုးတဲ့ဟိုရေနဲ့အတူငါးတွေပါလာတာကိုငါနည်းနည်းငါအကောင်ကြီးတာပေါ့နော်ငါအကောင်ကြီးတွေကိုလိုက်ဖမ်းပြီးတော့သူတို့ဟင်းချက်စားဖို့အတွက်ပျော်ပါးပါးလိုက်ဖမ်းနေကြတယ်အဲ့ဒီအချိန်မှာလူတွေမမြင်တာကကိုရောင်မှလက်ရှိ ဒုက္ခရောက်နေရလေเนาะရေဘေးကြုံတွေ့နေရတဲ့ချိန်မှာရေဘေးကြုံတွေ့ပြီးတော့သူတို့လည်းဒုက္ခရောက်ပြီးတော့မထင်မှတ်ဖဲနဲ့မျိုးရဲကိုမျောပါလာတာပေါ့เนาะအဲ့လိုမျိုးမျောပါလာတဲ့ငါးတွေကိုပြောရရင်တော့ဒုက္ခတွေအချင်းချင်းပေါ့เนาะဟိုတက်ဖြတ်စားတောက်ဖို့တွေအထုတ်နေကြတာပေါ့အဲ့ဒါကိုကျွန်တော်မြင်ရတာကြောက်လေတော်တော်စိတ်မချမ်းသာဘူးပေါ့เนาะကိုယ်တော်မှလက်ရှိဒုက္ခရောက်နေတဲ့ကြားထဲမှာထပ်ပြီးတော့ အကုသိုလ်လုပ်ကိုထပ်ပြီးတော့တကူတကရှာကြံလုပ်နေတယ်လို့အဲ့လိုပဲကျွန်တော်တို့အမြင်ပေါ့နော်ကျွန်တော်အမြင်ကတော့အဲ့လိုပဲမြင်ပါတယ်ဒါတယောက်နဲ့တယောက်ကတော့အမြင်တူခြင်းမတူမှာပေါ့နော်အဲ့တော့အသားစိမ့်၅စိမ့်စားတာ၄ပြီးတော့အသားတွေကိုအရှင်လက်လက်ချက်ပြုတ်စားတောက်တာ၄အဲ့ဒါတွေကိုဆင်ခြင်ဖို့အဲ့တော့လည်းဘာမှပုံမထူပါဘူးအဲ့ဒါကိုရှောင်ကျဉ်နိုင်ကြဖို့လည်းကျွန်တော် တိုက်တွန်းပါတယ်နောက်တစ်ခုက ကျွန်တော်နဲ့ပတ်သက်တဲ့ပေါ့နော်ဒီအဘဝိဇာပေါ့အဘဝိဇာဆိုတော့ကျွန်တော်ကတော့အဖိုးလို့ပဲခေါ်တာပေါ့အဲ့ဒီဖိုးကယဟန်ပေါ့သူကနိုင်ငံခြားသားအသက်ကတော့တော်တော်လေးကိုကြည်ပါပြီဒါကမယုံတဲ့သူတွေလည်းရှိမှမလို့ကျွန်တော်အထွေထူးမပြောတော့ဘူးပေါ့နော်အဲ့ဒီအဖိုးဆိုလို့ရှိရင်ကျွန်တော်ကို2020ဂျုံလာမှာကျွန်တော်ကိုဗာပြောလဲဆိုတော့ ငါตายီးတဲ့လူတွေอ่ะတဲ့ခ ữu စားလို့ရှင်တဲ့ဘလို့စားလဲတည်လားတဲ့ကျွန်တော်อ่ะမတည်တဲ့အတွက်မတည်ပါဘူးဖို့ဆိုပြီးတော့ပြောလိုက်တာပေါ့အဲ့ဒါကအဖိုးရဲ့နန်ချင်းအဖိုးရဲ့နန်ချင်းပြီးတော့ကြွားတဲ့ပုံကိုတယောက်ကျွန်တော်တဆင့်ပြောတာပေါ့เนาะအာမတည်ပါဘူးဖို့လို့ဆိုပြောလိုက်တော့အိမ်တိမ်မှာတဲ့လူတွေစုပြီးတော့ ခရုစားကြမယ်ဆိုပြီးတော့အင်ရှင်ကနေပြီးတော့ချိန်လိုက်တယ်တဲ့အဲ့လာစားတဲ့သူတွေကတဲ့ခရုကိုဘယ်လိုလုပ်ပြီးစားမယ်ဆိုတာသူတို့ကိုယ်တိုင်လည်းသိတယ်အင်ရှင်ဘယ်လိုလုပ်ပြီးချက်ကျွေးမယ်ဆိုတာလည်းသိတယ်အဲ့ဒါသူတို့ခရုစားဖို့အိမ်ုံလာကြတယ်ပေါ့ခရုကိုဘယ်လိုစားတာလဲဆိုတော့သူတို့ကရှင်နွေးအိုးကြီးတဲလိုက်တယ်တဲ့ရှင်နွေးအိုးထဲမှာခရုတွေကိုထည့်ပြီးတော့ပြုတ်လိုက်တယ်ပေါ့နော်အရှင်လက်လက်ပြုတ်လိုက်တယ်ပြုတ်လိုက်ပြီးတော့ IQ တွေဝိုင်းပြီးတော့မင်းရင်ရှက်ရေးစားကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပြုတ်ပြီးတော့မှစားမယ်အဲ့လိုမျိုးလုတ်ပြီးတော့ကျွေးမယ်ဆိုတာကိုလည်းလာစားတဲ့သူတွေကသိတယ်အင်ရှင်ကလည်းအဲ့လိုမျိုးနဲ့အဲ့ခံပြီးတော့ဝိုင်းပြီးစားကြတယ်အဲ့တော့တဲ့ခယူပြုတ်ကျွေးတဲ့သူနဲ့ခယူပြုတ်စားတဲ့သူအဲ့လူတွေရဲ့တန်တရာလဲမဲ့ကိန်းမျိုးလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်2020ဂျွန်လမှာအဖိုးကအမိန့်ရှိဘူးတယ်ပေါ့နော် အဲ့တော့အတက်တက်မှုတွေကအတုံးလဲ့နေတပြန်စီတပြန်စီဖြစ်နေကြတာပေါ့နော်အခုလည်းမမျောလင်းမဲနဲ့ဘလို့မှမထင်ထားတဲ့နေရာဘလို့မှမထင်ထားတဲ့အခြေအနေမှာဒီမမျောလင်းမဲ့တည်ရတဲ့သူလည်းအများကြီးရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီအတက်တက်ချင်းကံကိုဝိပတ္တိကာလမှာအထူးသဖြင့်ထိမ့်သိမ့်မှပိုအဆင်ပြေမယ်ပေါ့နော်ကိုဘဝဘဝမှာလုံလောက်ခဲ့တဲ့ အငယ်ဆုံး၅ချက်ရဲ့ကံတွေကဒီဘဝမှာလာအကျိုးပေးမယ်ဆိုလို့ရှိရင်တော့မကောင်းတဲ့အကုသို့ကံပေါ့နော်ဒီဘဝမှာလာအကျိုးပေးမယ်ဆိုရင်တော့လေဒါကတော့မတတ်နိုင်ဘူးပေါ့နော်လက်ရှိဘဝမှာတော့ကိုကအကောင်းဆုံးတိဆောက်အောင်ပါပေါ့အဲ့တော့ကျွန်တော်အခုအဓိကပြောချင်တဲ့အကြောင်းလေးကစက်တင်ဘာလ28ရက်28ရက်နေ့ကနေပြီးတော့အောက်တိုဘာ6ရက်နေ့ သတင်းကြွလာပြီနေသည့်ကျွန်တော်တို့ဝါရင်း၃လမှာအဋ္ဌထံဝင်မှု၉ရက်အချိန်ရပါသေးတယ်ဝါရင်း၃လကိုအဋ္ဌထံဝင်မယ်ဝင်မယ်ဆိုပြီးတော့မဝင်ပြစ်သေးတဲ့သူတွေအထူးသဖြင့်ပေါ့နော် အခုဆိုလို့ရှိရင်ကျွန်တော်အဓိကဆိုလိုချင်တာအသက်30လောက်ရှိမဲ့လူရွယ်တွေပေါ့နော်အသက်30လောက်ရှိမဲ့လူရယ် အသက်35လောက်ရှိမဲ့လူရယ်ပေါ့နော်အများဆုံး35လောက်ပေါ့အဲ့လောက်ရှိတဲ့ လူလူရွယ်တွေကကိုမွေးကလေးကနေပြီးတော့ဗုဒ္ဓဘာသာဆိုရင်ပေါ့နော်မွေးကလေးကနေပြီးတော့အခုကို35နှစ်လောက်ရောက်တဲ့အချိန်မှာဥပုတ်စောင့်ထိန်ဘူးလားဥပုတ်တီလာဝတချိန်စောင့်ထိန်ဘူးလားဆိုတာကိုကိုကိုပြန်ဆက်စစ် ပြန်ပြီးတော့ဆက်စစ်စေချင်ပါတယ်အဲ့တော့အသက်35လောက်မှာဆိုလို့ရှိရင်ဥမာကျွန်တော်တို့ ရဟန်းခန္ဓာပဲဖြစ်ဖြစ်ရိတ်တာဝင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဥပုသီလကိုတော့စောင့်ထိန်ဘူးကြတယ်ပေါ့နော်အခုချိန်ဒီမစောင့်ထိန်ဘူးသေးဘူးဆိုလို့ရှိရင်တော့ဒါဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့နည်းနည်းတော့ညားတယ်ပေါ့နော်လိုအပ်ချက်ရှိတယ်လို့ပဲပြောအောင်ပါပေါ့အဲ့တော့၈ပါးသောဥပုသီလမေတ္တာဘာဝနာဝစီကံသီလ၄ပါးပြီးတော့အတာငါးစသုံးတော်ရှောင်မယ် တန်ခါစသုံးတော်ရှောင်းမဲအဲ့လိုမျိုးနဲ့ကျွန်တော်တို့တွေကကောင်းမှုကုသိုလ်လုပ်ပြီးတော့ကိုယ့်ရဲ့အတိတ်ထံဝင်လိုက်မယ်ဆိုလို့ရှိရင်ဒါအတိုင်းတက်လုံပေါ့နော်အကုန်လုံးအကောင်းနေပြီအကုန်လုံးဆွဲယူသွားမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတိတ်ထံဝင်မှုတက်ကျွန်တော်တိုက်တွန်းနိုင်ရဲ့ပြီးတော့အသားစိမ်ငါးစိမ်စတာကိုရှောင်ကျင်ကြဖို့ပြီးတော့အရှင်လက်လက်တွေချက်ပြုတ်စတော့တာကိုရှောင်ကျင်ကြဖို့အဲ့ဒီအတွက်လည်းဝန်တာအဲလဲဖြစ်ပြီးတော့ပြောရရင်တော့အဲ့လိုချက်ပြုတ်တာတွေကိုလည်းတည်ယူတဲ့စိတ်နဲ့စားကျင်တဲ့စိတ်နဲ့ အဲ့လိုစိတ်အရင်းခံနဲ့မကြည့်မိကြဘူးပေါ့နော်အဲ့လိုဖြစ်တဲ့ချိန်မှာတရားဝါတွေပေါ်မှာမေတ္တာပဲပွားမှာပေါ့နော်မေတ္တာပွားတင်တာပေါ့အဲ့နေရာမှာကိုဆိုတဲ့ခံစားမှုနဲ့အဲ့နေရာမှာသာငါဖြစ်ရင်ဆိုတဲ့ခံစားမှုလေးကိုချင်းစာကြည့်လိုက်ပေါ့နော်ဘယ်လိုဖြစ်မလဲဆိုတာအဲ့တော့အားလုံးပဲဒီဝါရဲ၃လနောက်ဆုံးကြန့်ရှိမဲ့ကိုရဲ့ကိုအောင်အောင်မြင်မြင်နဲ့ ဥပုသီလဆောက်ပြီးတော့အဋ္ဌံဝင်နိုင်ကြပါစေအတာငါစသုံးမှုလည်းရှောင်ကျင်ပြီးတော့အဋ္ဌံဝင်နိုင်ကြပါစေမေတ္တာဘာဝနာပွားပြီးတော့လည်းအဋ္ဌံဝင်နိုင်ကြပါစေဝစီကံသီလ၄ပါးကိုစောင့်ထိန်ပြီးတော့အဋ္ဌံဝင်နိုင်ကြပါစေအဲ့ထဲမှာကျွန်တော်တို့ဥပုသီလကိုယ့်ရဲ့မစောင့်နိုင်ဘူးဆိုလို့ရှိရင်အတာငါစသုံးတာကိုကိုယ့်ရဲ့ရှောင်မယ်ပေါ့နော် အသားငါးစားသုံးနာကိုလည်းကိုယ်ရမရှောင်နိုင်ဘူးဆိုလို့ရှိရင်မေတ္တာဘာဝနာကိုကိုယ်ရပွားများမယ်ပေါ့နော်မေတ္တာဘာဝနာကိုယ်ရပွားများမယ်အမှားဥပုတ်တီလာမဆောင်ထိနိုင်ဘူးအသားငါးစားသုံးခြင်းကိုလည်းမဆင်ကျင်နိုင်ဘူးဆိုလို့ရှိရင်အဲမေတ္တာဘာဝနာ ကိုယ်ရနဲ့ကျွန်တော်တို့ငါးပါးတီလောက်တော့တီလာလောက်တော့စောင့်ထိန်ပေါ့နော်အဲ့တော့မေတ္တာဘာဝနာပွားများတာကိုလည်းအကျင့်မဖြစ်သေးဘူးဆိုလို့ရှိရင်ကိုက ပွားများဖို့မိမိွားတယ်လို့အဲ့လိုမျိုးပေါ့နော်နှလုံးမသွင်းနိုင်ဘူးလို့အဲ့လိုဖြစ်လို့ရှိရင်လည်းငါးပါးတီလာလောက်တော့စောင့်ထိန်ကြည့်ပါအ ਨੇ ဆုံးပေါ့နော်အဲ့တော့မှထပ်ပြီးမစောင့်ထိန်နိုင်သေးပြန်ဘူးဆိုလို့ရှိရင်အ ਨੇ ဆုံးတော့ဝတ် sorry အ ਨੇ ဆုံးတော့မုတာဝါဒါကိုစောင့်ထိန်ကြည့်ပါနော်ကျွန်တော်တို့အခုခက်မှာဆိုလို့ရှိရင် တကယ်အမှန်တမ်းပြောရလို့ရှိရင် တချို့တချို့တော့ယဟန်နေတော်မှာဝစီကံသီလ၄ပါးကိုမလုံကြတော့ပါဘူးဒါကကျွန်တော်ကကိုဗုဒ္ဓဘာသာဝင်အချင်းချင်းပြောတာပါအဲကျွန်တော်ဟိုးရှိမှပြောထားသလိုပဲ9ပါးသီလဆိုတာမရှိဘူးကွာတို့ဘာတို့အဲ့လိုမျိုးလာပြောတဲ့သူတွေကိုလည်းကျွန်တော်ပြောချင်တာကကျွန်တော်တို့ကစောင့်ထိန်တာကအ ਨੇ ဆုံးတော့9ပါးသီလကိုစောင့်ထိန်ပါတယ်ကျွန်တော်တို့ရုပ်ရှင်ကြည်တာတွေပွဲကြည်တာတွေတခြင်းနှာထောင်တာတွေအဲ့လိုမျိုးတွေကျွန်တော်တို့ကလည်းမရှိဘူး ပြီးတော့ကျွန်တော်တို့နိစ္စဂီတနဲ့ပတ်သက်ပြီးတော့အဲ့လိုလည်းမရှိဘူး။နောနိစ္စဂီတဝါရိတဒီသီလနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မရှိဘူး။မေတ္တာဘာဝနာပွားများတယ်ပေါ့ကျွန်တော်တို့ခုနှစ်ပါးသီလဖြစ်ရတဲ့အကြောင်းရင်းဟာဥပုပ်သီလမှာကျွန်တော်တို့တချို့သောအချိန်တွေမှာဝိကာလဘောဇနာလွတ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တိုက်တွန်းရင်းနဲ့ခွန်ရဲ့သားသမီးတွေဝင်းမြောက်ဝင်းမြောက်လို့ရအောင် ပြီးတော့ တာရုခေါ်လို့ရအောင်ကျွန်တော်ကျွန်တော်အခုလုပ်တဲ့ပုံစံလေးကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်ကဝါရင်း3လမတိုင်ခင်ရက်40အလူကလေးကကျွန်တော်အဋ္ဌထံဝင်သွားတာပေါ့နော်အခုဝါရင်း3လပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အဋ္ဌထံကစုစုပေါင်းရက်130ဖြစ်မှာပေါ့နော်ဝါရင်း3လရက်90နဲ့ပေါင်းလိုက်ရင်ရက်130အဋ္ဌထံပြည့်တဲ့အချိန်ဖြစ်မှာပေါ့ဝါရင်း3လမှာကျွန်တော်က တနတ်သောဆုံးကိုပဲကျွန်တော်စပါတယ်အရုံဆုံးဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးတီးတန့်ကျွန်တော်မစပါဘူးနေ့လည်း7နာရီလောက်မှကျွန်တော်တနတ်သောဆုံးကိုပဲကျွန်တော်စတယ်ပြီးတော့ရှိပါသော ဥပုသီလပြင်မေတ္တာဘာဝနာ နောက်ထပ်ဝစီကံသီလ3ပါးပေါ့ဒီရှိပါသီလထဲမှာမုဒ္ဒဝါဒပါပြီဆိုတော့ဝစီကံသီလ3ပါးသို့မဟုတ်စုစုပေါင်းဝစီကံသီလ4ပါး ဒီလိုမျိုးစောင့်ထိန်ပြီးတော့ကျွန်တော်အခုကျွန်တော်ရဲ့အတိတ်အရက်တွေကိုဖြတ်တန်းနေရပါဘောနော်ဟွာတွင်၃လလို့ဥပုပ်ကိုတနက်စွန်းနဲ့ပဲကျွန်တော်စာတုံးပြီးတော့အတိတ်တွေဝင်နေရပါဘောအခုဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ခုနှစ်သားသမီးတွေဥပုပ်သီလကိုစောင့်ထိန်ပြီးတော့ပဲဖြစ်ဖြစ်ဝစီကံသီလ၄ပါးကိုစောင့်ထိန်ပြီးတော့ပဲဖြစ်ဖြစ်ဥပုပ်သီလကိုဝစီကံသီလ၄ပါးကိုစောင့်ထိန်ပြီးတော့ပဲဖြစ်ဖြစ် မေတ္တာဘာဝနာပွားများပြီးတော့ပဲဖြစ်ဖြစ်ဥပုပ်သီလနဲ့ဝစီကံသီလ၄ပါးနဲ့မေတ္တာဘာဝနာနဲ့အားလုံးကိုပဲနိုင်နိုင်နေနေစောင့်ထိန်ပြီးတော့ပွားများပြီးတော့ပဲဖြစ်ဖြစ်အတားငါစားသုံးတာကိုရှောင်ကျဉ်ပြီးတော့ပဲဖြစ်ဖြစ်အတက်တက်လို့အဋိဌံနဲ့ဥပုပ်ဆောင်ပြီးတော့မေတ္တာဘာဝနာပွားများပြီးတော့ဝစီကံသီလ၄ပါးကိုစောင့်ထိန်ပြီးတော့ပဲဖြစ်ဖြစ် အားရအားလုံးဟိုမှာမနိုင်ရင်၅ဗတိလ၉ရက်စောင့်ထိန်းတာပဲဖြစ်ဖြစ်အဲ့ဒါဟိုမှာထပ်မနိုင်သေးဘူးဆိုလို့ရှိရင်မူတာဝါရာကို၉ရက်ရှောင်ကျင်စောင့်ထိန်းတာပဲဖြစ်ဖြစ်လုံနိုင်ပါစေလို့ကျွန်တော်တိုက်တွန်းပါတယ်အားလုံးပဲကျမ်းမှာချမ်းသာကြပါစေဘေးအန္တရာယ်မျိုးမျိုးကကင်းဝေးကြပါစေ